အာအမအမေဆုံးတဲ့ချိန်မှာဆိုရင် အမပြက်ဆက်ကာနေတာဖျောမျောတူတူပဲအမဆိုသူပုတ်ပါမှာကာရိုက်တဲ့ချိန်မှာအဖေဆုံးတဲ့ချိန်ဟိုကလှမ်းပြောတာပေါ့နော်အဖေဆုံးသွားပြီလို့လှမ်းပြောချိန်မှာအဲ့မှာခိုင်တင်းကြည့်လို့ねအမကာရိုက်နေတာဒါရုပ်ရှင်ဒါနုပညာသမားတွေရဲ့ဟာဒါထုံးစံတိုင်းပေါ့ပေါ့နော်အနုပညာတွေပဲထိတ်ဆုံးရတယ်လောက်ရမဲ့ဟာထိတ်ဆုံးလောက်ရအပေးရပါလောက်ရမဲ့ဘလောက်ကြီးပဲနေမကောင်းပါမကောင်းကောင်းဘာပဲဖြစ်ဖြစ်တာဝန်ယူထားတဲ့ဟာကိုရအောင်လောက်ရတာပေါ့နော် อ๋อဒီကားလေးကတော့ဒါတထေးอ่ะကိုစီသူတို့ကားလေးပေါ့เนาะအဲ့ကားလေးကိုလည်းလာအားပေးတာပြီးတဲ့အခါကျတော့ဒါတာကိုဆုံးမမင်းကားလေးဆိုတော့အားပေးတာပြီးတော့ဒါမိသားစုကားလေးပေါ့เนาะဒါလေးကအဲ့ကားလေးကိုကိုအောင်မြင်ပါစေလို့လည်းဆုတောင်းပါတယ်ဒါအဲ့တဲ့ကြောင့်လာအားပေးတာပါဟဲဟုတ်တယ်အရင်ထက်တော့ယင်အားထက်တော့80ရာခိုင်နှုန်းတော့တော်တော်နေကောင်းလာပါပြီသွေးပြစ်တာသွေးပြစ်တာယောဂဟိုပေါ့အကပြောနေကြရပေါ့သွေးပြစ်တဲ့ယောဂနေအခုကသွေးပြစ်တာတော်တော်ကြီးကောင်းလာပြီးတော့อืม အဲ့ပေါ့ဟိုဒါဒီကနတီတီပြောသလိုပေါ့80ရာခိုင်နှုန်းတော့ကောင်းသွားပါပြီဟာကြောက်စရာကြီးနေကောင်းလို့ပါဆိုလူတွေကလေကိုကိုနေမကောင်းပါလေဟဲ့သွေးပြည့်သွေးပြည့်ဆိုတာကိုမသိဘူးကိုယောဂဖြစ်တော့မှသိလိုက်တာပါအမလီသွေးပြည့်ဆိုတာလေအခုဆရာဝင်နေပါရင်တွေ့တယ်မှာအရန်ကြောက်စရာကောင်းတာပဲသိလားသွေးပြည့်တဲ့ယောဂကလေဒီမာလေးဒီဘိုက်မာလေးတီတီမာလေးသွေးကျဲစေးတွေထိုးရတာများလေးပြည့်သွေးရပြည့်လွန်အားကြီးလို့လေ ခဏသွေးတွေသွေးတွေထိုးတဲ့ဒီမှာလေးဆေးတွေထိုးတဲ့ချိန်မှာလေးဇက်တောင်ရက်ထားရတယ်သွေးဘလောက်ပြစ်လဲဆိုတာအဲ့ဒါမှတဖြည်းဖြည်းအဲ့ဒါမှဆရာမလေးမရအောင်ဒီမှာလေးရေခဲနဲ့ရေခဲနဲ့ကတ်ရတာလေးဗိုက်ပါလေအကဲင်းနဲ့တဖြည်းဖြည်းအဲ့ဒါတပတ်လောက်ကခဏလေးနားလိုက်ဩနေပြီးတော့မှဟိုဟာလေးဖြစ်ပါဆရာမတို့ပေါ့အဲ့ဒါလေးအဲ့ဒါလေးကိုနားနားပြီးတော့မှဆေးအဲသွေးကျဲဆေးသွေးကျဲဆေးကနေပြီးတော့ဆေးအဲ့ သွေးထိုးရနေတော့သွေးဟိုဆေးတောက်တဲ့ဆေးဆေးအဲ့သွေးကျဲဆေးကိုတောက်တာပေါ့နော်သွေးထိုးရတာသွေးထိုးတာမရတော့သွေးအာလုတ်လုတ်ပြီးရခါကျအကကနေမှကောင်းကောင်းကောင်းအဲ့ဒါမှသွေးကျဲဆေးသွေးကျဲဆေးကတော့ဒီကပေါ့နော် main ပေါ့သွေးကျဲဆေးတောက်ရအောင်အဲအခုနေ့မနေ့ကအခုချိန်ဆိုမမကြီးတို့နေမကောင်းပါပကောက်ကောင်းတာတွေရောပါဆိုတော့တနည်းကြောင်ပေါ့တနည်းကြောင်တနည်းကြောင်အဲ့ဒါမှမနာတော့မနာဘူးအဲလှုပ်လာလေးလှုပ်လိုက်အဲတရားလေးနားလိုက်ဒါပေမဲ့ဟိုကိုကအဲ့ချိန်မှာအားမရှိတဲ့ခါကျတော့ ကားရိုက်တဲ့ရှိမှလဲကိုမပြီးသေးတဲ့ကားတွေလည်းလောက်ရသေးတယ်လေအလုတ်တွေလေဟိုယူထားပြီးတော့လုံမတဲ့ဟာတွေလေအဲ့အလုတ်တွေအတွက်လဲဆိုတော့အဲ့ဒါနဲ့ဟိုအလုတ်တွေဒီမကောက်ဝိမဲ့တဲ့ကိုအမတို့ရှိမှဟိုဒီမရှင်ဒီမကောက်တော့လောက်ရတာဟာမဟုတ်ဘူးလေပြောပြီးဆိုရင်တာဝန်ရှိတဲ့ဟာတာဝန်လောက်ရဆိုတော့ဒီမကောက်ရတဲ့ကားဟိုဟာယူထားတဲ့ကားလေးလည်းမမကြီးသွားရိုက်ရတယ် အဲနေမကောင်းရဲ့ရရတာပေါ့နော်ဒါပေမဲ့ဟိုအကုန်လုံးကလည်းမိမိဟိုကြည်ပေးတယ်ပေါ့နော်အဲတီတီအလားဆိုရင်အာနည်းနည်းလေးနေပြီးတော့အကုန်လုံးကအာအားပေးကြတာပေါ့နော်အကုန်လုံးကအဲအာချစ်တဲ့ဒါကိုချစ်တဲ့ဒါမိသားစုတွေပဲပေါ့နော်အဲအဲ့ဒါလေးနဲ့နေကောင်းတဲ့အထိအဲနားလိုက်နားပြီးပြန်လိုက်အားလုံးဝမရှိတာအားမရှိတဲ့ချိန်မှလေးအဲပြောပြရစားမှာအာအာဘူးဘာဆက်တော့မှစကားနိုင်ဘူးအားနေမရှိအဲ့လိုမျိုးတွေဒီလိုပူတဲ့ချိန်ကားရိုက်တဲ့ချိန်မှာအောက်မလေးတယောက်ခံရတာအယမ်းပဲ ဒါတို့ဒါအမျိုးဒါရုပ်ရှင်ဒါအမှုပညာသမားတွေရဲ့ဟာဒါထုံးစံတိုင်းပေါ့ဗောနော်ဟိုဒါဒီအမှုပညာအတွက်ပဲထိတ်ဆုံးရပဲလောက်ရမဲ့ဟာထိတ်လောကအပြရာလောက်ရမယ်ဘလောက်ကြီးပဲနေမကောင်းအောင်ပါမကောင်းအောင်ပါပဲဖြစ်ဖြစ်တာဝန်ယူထားတဲ့ဟာကိုရအောင်လောက်ရတာပေါ့နော်အာအမအမေဆုံးတဲ့ချိန်မှာဆိုရင် အမပြက်ဆက်ကာနေတာဟိုဥမိုးဦးတို့ ਨੇ အမေဆုံးတဲ့ချိန်မှာဒါလောက်ရတယ်ပြက်ဆက်သွားကာအမေဆုံးတဲ့ချိန်မှာလीအ အဲ့လိုမျိုးသွားရတယ်အဲ့အဲ့လိုမျိုးခံခဲ့ရတယ်ပေါ့နော်အဲ့လိုမျိုးခံနေဆိုတာလေကိုအမေဆုံးဝိမဲ့မဲ့ငိုဟာတွေပါတွေမထက်ရအောင်ပေါ့နော်ဒါပြတ်ဆက်ဆိုတော့ပြတ်ဆက်ကြလူစုံပို့တော်ဆိုးသေးလေလူစုံနဲ့သွားလို့ရတဲ့ချိန်လေးအဲ့မှာအမေကဆုံးသွားတယ်အမေဆုံးသွားတဲ့ချိန်မှာအမပြတ်ဆက်ကြီးကနေချိန်မှာအမပြတ်ဆက်သွားရတယ်အဲပြတ်ဆက်ပြီးတော့အဲအိုက်ကနေမှမမိုက်လို့အဲနောက်တော့မှနေနောက်ရက်ဒီကြာမှဒါပြီးတော့ဒါတည့်ရက်ပေါ့ပြတ်ပြတ်ဆက်ကတော့တည့်ရက်တည့်ရက်နှစ်ရက်ပဲပေါ့နော်အဲ့လာပြီးတော့မှအဲအဲ့လိုမျိုးလုပ်ရတာ ပြီးတော့ဒါကလေအဖေရောမေရောအတူတူပဲအမဆိုသူပုတ်ပါးမှာကားရိုက်တဲ့ချိန်မှာအဖေဆုံးတဲ့ချိန်ဟိုကလှမ်းပြောတာပေါ့နော်အဖေဆုံးသွားပြီလို့လှမ်းပြောချိန်မှာအဲ့မှာခိုင်တင်းကြည့်လို့နေအမကကားရိုက်နေတာအဲ့မှာဟိုကလာရိုက်တယ်အမေဆုံးသွားပြီအဖေဆုံးသွားပြီလို့လှမ်းပြောချိန်မှာအမကိုစုံမြင်လို့နေမမေတို့ကားရိုက်နေတာပုတ်ပါးမှာကားရိုက်နေတာပေါ့နော်အဲ့ချိန်မှာလှမ်းပြောတော့အဖေဆုံးသွားပြီတဲ့ရတယ်ဆိုပြီးတော့မပြောသေးဘူးအဲ့ကားကိုကြိုက်နေတဲ့ဈေးနောက်ပြီးအောင်ဒီရိုက်တာပြီးပြီးတော့ပြီးတော့မှ driver တော့ပြောတာသမီး ကန်ကောင်းစွာပေါ့နော်ဟိုဟာဖြစ်တော့တမီးအဖေဆုံးွားလို့ဆိုတော့ဒိုက်တာအဆိုးနက်ဖန်မှာချက်ချုံမှာကားရီပိုင်ဝယ်ပြီးတော့အဖေဆုံးတော့လေအဲ့တိုင်းပဲအမအဲအဖေကတော့မပြီးလိုက်ပေါ့နော်အမေကတော့ပြီးပါတယ်အဖေကတော့ဆုံးပြီးမှတည်တာပေါ့အမတို့ကပုတ်ပွားကားရိုက်နေရဆိုတော့အဖေနဲ့မဆုံးလိုက်ရဘူးပေါ့ ဘလို့မှပျော်ပျော်မတက်ဘူးကအဖေကတော့ကိုရာဟွာရှိပါပြီ၈နှစ်ကျော်သွားပါပြီအဖေကတော့အဲအမေကတော့ဟိုကတော့၁၂နှစ်လောက်တော့ရှိပါဒါပေါ့ အော်အဖေကတော့ငိုရေကအဖေကတော့ကင်ဆာယောဂါဖြစ်တာဆိုလေနေမကောင်းစားပေါ့ကွာအဲ့မှာကိုက်ရိုက်နေနေဆေးတွေသွားပြီးတော့ဆေးသွားဖို့ပြန်လာဒီပုတ်ပေါက်ပြန်လာစပါလိုက်လိုအပ်တဲ့တလားစားဆေးသွားပေးအဲ့ချိန်မှာဟိုကင်ဆာဆိုတော့သိတဲ့အတိုင်းပေါ့နော်အဲ့ချိန်မှာဟိုတိတ်မရတော့ဆိုလေအဲ့ချိန်မှာကိုက်ရိုက်နေတဲ့ချိန်မှာကွာလှမ်းပြောအဖေဆုံးသွားပြီဆိုတော့ကွာတီးတော့နောက်နေ့မနေ့ကျမှကားနဲ့ပြန်မနေ့ကျမှကားကားနဲ့ပြန်လာပေါ့နော်ဒါကတော့မမိုက်တို့ကငကိုတွေကကိုမိပါတွေဆိုတာကတော့ဟိုးတွေကဟိုဘာမဆိုသူတို့တက်ပဲ ဥစားပြီးလှုပ်ပေးတာပေါ့နော်အမေတို့ဆုံးသွားပြီပဲမာပဲမျက်ရည်မချဘူးဒါအမြင်နဲ့အမတို့ကအမေတို့အတွက်ဥစားလှုပ်ခဲ့ပေးတာနေမကောင်းရဲ့ဆိုတော့ဆေးဆိုလဲဆေးပါဆိုအကွာချစ်ရအကုန်လှုပ်ပေးတာဆိုတော့ဟိုအမေအတွက်တော့ဟိုကိုကအေးကတမိအတွက်ပေါ့ပေါ့သူကဟိုကသူကအဖိုးတွေအမေတို့သူချစ်တယ်လေအဲအဲ့လားလေးတခုပဲသူကတနာတော့ဟိုဖြစ်တာကြံတဲ့ဟာအတွက်ကအမတို့ကအဖေအမေတွေကတော့လိုအပ်တာအမအမြဲတမ်းလှုပ်ခဲ့ပေးတာ this 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 ဆုံးပေးတာ မရှိဘူးဟုတ်တယ်။သွားတာပဲရှိတယ်ကြံနေတာဘာမှမရှိဘူး။ဘာဖြစ်လဲဆိုတော့ကိုကနောက်မှအကုန်လုံးပြပြဝဝအကုန်လုံးခဲ့ပေးတယ်အဖေတို့အတွက်။နောက်ပြီးတော့အဖေတို့ကလည်းအသက်80ကျော်မှဆုံးတာကွာ။အဖေကလည်း80ကျော်ဆုံးတယ်အမေက80ကိုနေမှာဆုံးတယ်အဲဒါเนาะအဲ့လိုမျိုးယောဂတွေနဲ့ပဲသူကယောဂရှိတာပေါ့เนาะအသက်ကြီးအများဆိုစီချိုအဖေကကြတော့ကင်ဆာဆိုတော့ဒါဒီအသက်ကြီးမှဖြစ်တဲ့ယောဂဟိုဖြစ်ခတဲ့ဝါလေးဖြစ်တဲ့ယောဂမဟုတ်ဘူးเนาะကိုရဲ့ပတ်သက်တဲ့ကိစ္စကိုရဲ့ဟာเนาะအအသက်ကလည်းမင်းညာမှာရှိတယ်အသက်ဒီတိုင်းမှာရှိတယ် လူတိုင်းမှာလူတိုင်းမှာအဲ့ဒါအငြင်းတန်းဟိုဟာရှိတယ်ပြည့်ရမှာဟိုအလုတ်အတွက်ကအလုတ်ကတသက်အနုပညာလို့အိမ်တွေအလုတ်အတွက်တာတသက်ဒီအလုတ်လုတ်တာတသက်ဆိုတော့ခွဲထားပေးတယ်ဆုံးနိုင်မှာပေါ့အဲဒါတော့ကွာချစ်တာလေအနုပညာချစ်တဲ့လူဆိုတော့ဒါကိုနေမကောင်းတာတော့ခဏနားလေရိုက်တိုက်တယ်ဟိုနားလိုက်ပြန်လိုက်ရဲဒါဘာဆိုမမကြီးတို့ချင်မှကြတော့ဟိုဘလို့လေမိသားစုဆိုတဲ့ဟာပေါ့ဒါအပြည့်မိသားစုတာနောက်မှနောက်မှတွေ့တာဒါဒါမိသားစုဆိုတာဒါဒါဒါငါတို့ ကားရိုက်တဲ့ဟာဒါထိတ်ဆုံးဖြစ်တယ်မိသားစုထိတ်ဆုံးဖြစ်နေတာခါကြတော့ပို့ပြီးတော့ပို့ပြီးတော့ပို့ချစ်တာပို့ချစ်ကြတာဟုတ်ကြတာပေါ့အမတို့ဆိုအားလုံးနဲ့မှဆိုရင်အမကဒီတရုတ်စာလောက်တာဆိုအမတယောက်ပဲရှိတယ်ဘယ်သူမှမရှိဘူးဝါသနာလည်းမပါဘူးလေအမတယောက်တည်းမိသားစုသားလောက်တာဆိုတော့အဲကိုပြောရင်တော့မကြိုက်ဘူးအိမ်ကလူတွေတော့ကိုမကြိုက်ဘူးဆားလောက်တော့ သိရမလားနောက်ပိုင်းကျတော့ MSO ဒီကောင်မလုတ်တက်သားပဲဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့အဲနောက်ပြီးတော့တို့ကကျတော့နေနေကားလေးကြည်သူတို့ကြီးပေးတာတော့အားပေးတာတယ်နောက်တပြေးအားပေးကြတာပေါ့နော်ချစ်တဲ့ပြိသက်ကြီးနှစ်သိမ့်မှာစိတ်ချမ်းသာကိုချမ်းမလူရင်းဆန္ဒတွေပြေဝကြပါစေနောက်ပြီးတော့နှစ်သိမ့်မှာစာပြီးတော့ပြေဆုံးပြေဝတော့သူများဖြစ်ပါစေလို့ဆုတောင်းပေးပါရှင်